စရဏ15ပါးဆိုတာကိုမစ္စိမနိကေတေခတုတ်တံမှာရှင်အနန္ဒမထေရမြတ်ကမဟာနာမဆိုတဲ့ညီကိုဝန်ခွဲတော်တဲ့မဟာနာမဆိုတဲ့တကဝိမင်းကို သူ့ကိုဥဆောင်ပြီးတော့သူ့ကိုဥတီထားပြီးတော့ကပိလဝမျိုးကလွတ်တော်အတိကြီးထဲမှာဟောခဲ့တဲ့တရားဟောစရဏ15ပါးကိုအဲ့တုတ်တံမှာပြည်ပြဝဟောထားတာ အဲ့တော့စရဏ၅ပါးဆို15ပါးဆိုတာဘာလဲလို့ဆိုရင်နံပါတ်1ကသီလတမ္ပဏာတဲ့ကိုချင်းသီလနဲ့ပြည့်စုံရမယ်ယန်းတော်တွေဆိုလို့ရှိရင်ပါဠိမောက္ခသံဝရသီလလို့ခေါ်တယ်လူတွေဆိုရင်၅ပါးသီလ၈ပါးသီလဒီကိုချင်းသီလနဲ့ပြည့်စုံအဲ့တော့နိဗ္ဗာန်ကိုတွားချင်လို့ရှိရင်အရင်ဆုံးလောက်ရမှာဘာလဲဆိုရင်သီလပဲ တချို့ကသီလကိုအရေးမပါတဲ့အောင်ရောင်ပြောတယ်။ဘာပုံစံထုတ်တွန်ဆိုလို့ရှိရင်အေးတဏ္ဍိမတ်ကြီးနော်ဘာသီလမှမရှိဘူး။အရက်ကလေးတများများနဲ့နေတာနိဗ္ဗာန်ရသွားတယ်ဆိုတာကို အားကြပြီးငါလည်းအဲ့ဒါလိုရမယ်လို့ထင်တာဟုတ်။အဲ့တော့သီလမရှိဘူးသီလမလိုဘူးလို့ဒီလိုသွားထင်တာ။တဏ္ဍိအမတ်ကြီးရဲ့ပညာအစဉ်တန်းမျိုးကိုအားရှိရင်တော့ဟုတ်တာပေါ့။ ပညာကအလွန်ထက်တယ်ပြီးတော့သီလဆိုတာအကြာကြီးစောင့်ရတာမဟုတ်ဘူးအခုဆောက်တည်လိုက်ရင်အခုသီလဆိုတာဖြစ်ဆုံးသွားတာဟောတဏ္ဍိမကြီးကရသော်ဘုရားနဲ့တွေ့လိုက်တာနဲ့ကိုချင်းသီလလုံသွားပြီအရက်ပြတ်သွားပြီအေးခုကကတော့အရက်ကိုစိတ်ကောင်းလေးဝင်လာတဲ့အချိန်မှာဘုရားကိုလှူလှူပြီးရင်ပြန်တော့အဲ့လိုစိတ်ကမပြတ်ဘူးလေ သကမပြဘူးတဏတိမကြီးကပြတ်တယ်သူမူးနေတာဟုတ်တယ်သူမူးတာမြတ်စွာဘုရားနဲ့မတွေ့ခင်ကမူးတာဟုတ်တယ်ဘုရားနဲ့လည်းတွေ့လိုက်ရောပြတ်သွားတာပြတ်တာကဘယ်တော့မှပြန်မတော့တဲ့အပြတ်သူက determination နဲ့သွားတာသူတို့ကြာလုံးဝကိုကျင်းသီလာနဲ့ပြည့်စုံသွားတယ်ဒီလိုဆိုတာပေါ့အဲ့တော့သီလဟာအလွန်ရေးကြီးတယ် ုရသာသနာရဲ့အစဆုံးလုပ်ငန်းဟာသီလပဲဒါကြောင့်မို့စာပေကျမ်းကမှာသီလံသာသနာတအာဓိသီလသာသနာတော်ရဲ့အစပါလို့ပြောတာဟုတ်ပြီသီလကနေစလိုက်တာဘာဖြစ်လို့အရေးပါတယ်လို့ပြောရတော့သီလရှိလာပြီဆိုရင်အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာခံစားရမယ်အပြစ်ကင်းတဲ့ချမ်းသာခံစားရမှချမ်းသာမှဒုက္ခိနောစိတ်တံတမာတိယတိ ချမ်းသာတဲ့စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမှတမာတိဆိုတာဖြစ်တယ်။ဟောတီလာလေးနဲ့တည်းမပြီးသေးဘူးတမာတိရဖို့အတွက်တီလာအများကြီးထောက်ကူဖြစ်တယ်။စိတ်ချမ်းသာမှုကိုပေးနိုင်တယ်။ဒါကြောင့်မို့တမာတိဖြစ်ဖို့လွယ်သွားတယ်။ဟောတမာတိကတမာဟိတောယထာဘုဒ္ဓံသာနာတိပတ္တိတမာတိရှိမှယထာဘုဒ္ဓဉာဏ်ဆိုတာဖြစ်တယ်။ဟော ညာကြည့်အောင်အဆင့်ပို့ပေးတာဒါကြောင့်မို့တီလာဟာအရေးကြီးဆုံးပဲလို့ဆရဏဆိုရင်နိဗ္ဗာန်သွားခြင်းရင်ကိုချင်းတီလာနဲ့ပြည့်စုံအောင်ရင်လို့ဒါတစ်ခုနောက်တစ်ခုကဒီတီလာတွေခိုင်မာနေဖို့အတွက်နောက်ထပ်လုပ်ရမယ်တတိကြီးစွာထားပြီးတော့ကာဝယ်ဆောင်ရှောက်ရမယ်ဟာဘာတော့ဆိုဣန္ဒရိယေသူခုတ္တဒွါရောမျက်စိနာနာလျှာကာယမနလို့ဆို ဣန္ဒြိ6ပါးရှိတယ်ဟောဣန္ဒြိ6ပါးလို့ခေါ်တယ်မျက်စိနားနာလျှာကာယအဲ့ဒီ6ခုအဲ့ဒီ6ခုတွေကမျက်စိကမျက်စိကမြင်ပြီးတော့လောဘမဖြစ်အောင်နားကကြားပြီးတော့ဒေါသမဖြစ်အောင် လောဘမဖြစ်အောင်နှာခေါင်းကအနံ့ရပြီးလောဘဒေါသမဖြစ်အောင်လျှာကလျက်ပြီးလောဘဒေါသမဖြစ်အောင်နော် ဒီလိုကာယနဲ့ထိတွေ့ပြီးလောဘဒေါသမဖြစ်အောင်မနနဲ့စိတ်ကူးပြီးလောဘဒေါသမဖြစ်အောင်လို့ထိမ့်သိမ့်ဆောင်ရှောက်မှု ထိမ့်နေဆိုတာမျက်စိကို ထိမ့်တာမဟုတ်ဘူးနားကိုထိမ့်တာမဟုတ်ဘူးမာကိုထိမ့်တာတော့မျက်စိကကြည့်ပြီးလောဘမဖြစ်အောင် ထိမ့်တာကာကွယ်တာအဲ့တော့ကာကွယ်မှုကလည်းမှားနေတတ်တယ်နော်မျက်စိကြီးပိတ်ထားရုံနဲ့ဒီလုံတာမဟုတ်ဘူးနားပိတ်ထားရုံနဲ့လုံတာမဟုတ်ဘူးဆိုလိုတာကမျက်စိက မြင်လာတဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်တတိနဲ့ထိနေဒေါသမဖြစ်အောင်တတိနဲ့ထိနေဒီလိုထိရအောင်အဲ့ဒီလိုအိန္ဒြေတကားလုံအောင်ထိနေဆိုဒီမှာအာဟုသူတွေမဝင်အောင်အာယုံကိုကြည့်ပြီးတော့အာဟုသူတွေမဝင်အောင်ထိတာအဲ့ဒါဟာဒုတိယမြောက်ဆရဏပဲသီလခိုင်မြဲဖို့အတွက်အိန္ဒြေထိမ့်သိမ့်မှုဟာအရေးကြီးတယ်ဒီလိုဆိုလို့လား အဲ့တော့ဒါကိုကမ္မထမ်းတောင်အောင်းပေးကြတာမဟုတ်ဘူးလူတွေကမျက်စိလေးမိတ်ပြီးထိုင်းနေမှာကမ္မထမ်းလို့ထိုင်းတာဒီပြင်ချင်းလွတ်လိုက်တာနဲ့ကြည့်ကျင်တာကြည့်နော်နားထောင်ကျင်တာထောင်ဒီလိုလုပ်လို့ရှင်တော့တရားလူရဖို့ဆိုတာဝေကြီးလေ့ကျင့်ရမှာတော့အဲ့ဒါလို့စိတ်ကူးနေတာတွေလည်းလွတ်ထားလို့မရဘူးစိတ်ထဲကကြံစည်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိုင်ရမယ် ဒါကိုအိန္ဒြိယတံဝရလို့ခေါ်တယ်။အိန္ဒြိယတံဝရရှိမှတီလာပို့ခိုင်းလာ။ကြည့်နံပါတ်1တီလာနဲ့ပြည့်စုံအောင်လုပ်ရမယ်။နံပါတ်2ကမျက်စိနာနာလျာကာယမနတွေကနေပြီးတော့အကုသိုလ်မဖြစ်အောင်ထိန်းတယ်။လုံခြုံအောင်စုပ်ပိတ်ထားတယ်။တကားပေါက်တွေအကုန်ပိတ်တယ်ပေါ့။ဝင်းမလာအောင်ပိတ်ထားတယ်။အကုသိုလ်တွေမဖြစ်အောင်ပိတ်တယ်။နောက်တစ်ခုကြတော့ဘာရောဆိုအိန္ဒြိ ဒီဘောဇနေမတ္တညုတာအစာအာဟာရစားတဲ့အခါမှာအတိုင်းတာပမာဏဆင်ញံတုံတရားရှိတာဘောဇနေမတ္တညုတာလို့ခေါ်တယ်အဲ့တော့မတ္တညုတာဆိုတဲ့နေရာမှာကိုယ်ဟန်နဲ့ကိုယ်ဆင်ញံတုံစားရမယ်ဆိုတာနော်ဣတိပုရဏိသဝေဒနာပတိဟင်္ဂါမိနဝင်္စဝေဒနာနောက်ပါတ္တာမိငါစားလိုက်တာ ပူစားလိုက်လို့ရှိရင် ဝေဒနာအသစ်ဖြစ်လိမ့်မယ်။နော်။ပူစားလိုက်လို့ရှိရင်ဝေဒနာအသစ်ဖြစ်မယ်။အဲ့တော့ကိုစားတာဟာဝေဒနာအဟောင်းဆိုတဲ့စားလောင်မှုဆိုတာလည်းပြောင်းရမယ်။ဝေဒနာအသစ်ဗိုက်အဲ့နေတာတို့အစာမကြေတာတွေမဖြစ်ရအောင်စားရမယ်ဆို။အတိုက်အတာတစ်ခုနဲ့စားပါလို့ပြောတာနော်။ဘူဖေးဆိုပိုးရေးကြည့်တာပေါ့။နော်။အတိုက်အတာတစ်ခုလေးနဲ့စားတာဟာ ဒါကိုချင်းတရားတစ်ခုပဲသို့တော့မြန်မာလူမျိုးတွေကဒါကိုကိုချင်းတရားလို့မသိသေးဘူးမသိသေးဘူးဓမင်းစားတာအတိုင်းတားလေးတစ်ခုနဲ့စားတတ်တာကိုချင်းတရားနော်စရဏတရားထဲမှာပါတယ်ဒါဒါကပမာဏအာကိုဝန်းနဲ့ကိုချိန်ပြီးတော့စားနိုင်ရမယ်အပူတွေသွန်ပြစ်တာတို့ဒါတွေကဒီဒီဘောဇနီမတ္တညူတာမဖြစ်လို့ဖြစ်တာပေါ့နော်ကိုနဲ့တင့်တော် ောက်တစ်ခုကကိုနဲ့တဲ့တဲ့အစာကိုရွေးစားတယ်မတဲ့တဲ့အစာကိုမစားဘူးဒါဘောဇနီမတည်းဒါကနိဗ္ဗာန်ရောက်ကြောင်းဟုတ်ကလားဆိုဟုတ်တော့မတဲ့တာတွေစားဘိုင်းတာဝန်းလျှော်ဘယ်လိုလုပ်ဘယ်လိုလုပ်တရားထုံးနော်နိဗ္ဗာန်သွားဖို့ရာအတွက်နှောက်ရတဲ့ဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့တဲ့တာလဲစားရမယ်အတိုင်းတာနဲ့လဲစားရမယ်အဲ့ဒါကိုဆိုလိုတာ ယတရာဇမေဘဝိတတိအနဝိဇတာဇဖာသူဝိဟာရောစာဆိုတာစာထဲကရွတ်နေတာလက်တွေ့ကျင့်သုံးမှုကအရေးကြီးတယ်ပေါ့ဒါအစားစာနဲ့ဟောနောက်တစ်ခုကထားရမယ့်ရည်ရွယ်ချက်နဲ့မထားရမယ့်ရည်ရွယ်ချက်တွေဒါကတော့ပညာရက်နဲ့သွားပြီးတော့သက်ဆိုင်သွားတယ်စားပြီဆိုလို့ရှိရင် မထားရမယ့်ရည်ရွယ်ချက်ကဘာတွေတုံးမြူရူပြောပါကစားဖို့စားတာမဟုတ်ဘူးဝါအောင်လှအောင်စားတာမဟုတ်ဘူးเนาะ တစားဆင်မှုစားတာမဟုတ်အသားရည်တွေပြည့်ပြည့်အောင်စားတာမဟုတ်ဘူးငါစားတာပါတော့ဣမတကာယတထိတိယဒီခန္ဓာကိုယ်ကြီးတည်တမ်းမှုစားတယ်နော်ဝိဟိန္ဒူပါရတိယမစားရင်ပင်မမယ်ပင်မနေတဲ့စိတ်တွေမပြောင်းအောင်ဟောစားတယ်တရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်ဖို့ရာအတွက်စားတယ်ဒီလိုမှန်ကန်နဲ့ရွယ်ချင်တဲ့စားအဲ့ဒါဟာလည်းပဲဘောဇနီမတ္တညုတာလို့ခေါ်တယ် အစာနဲ့ပတ်သက်လာတဲ့ပညာရက်တွေကိုမှရှိရမှန်ကန်တဲ့အမြင်နေနဲ့စားရမယ်လို့ဆိုနော်အဲ့တော့စားတဲ့နေရာမှာယောဂီပုဂ္ဂိုလ်ဟာမှန်ကန်တဲ့အမြင်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါတွေကိုအသေးစိတ်နားလည်အောင်လုပ်အောင်အဲ့ဒါလို့မဟုတ်ဘဲနဲ့ထမင်းပွဲလေးရှေ့ရောက်ဤသည်စားပွဲအမဲမဲကို မြူးရမှန်ကြွလှပရေးစင်ပြဖြိုးခြင်းကမတုံးပါဘူးဆိုရင်အကုန်တုတ်သွားတယ် အဲ့လိုလှုပ်လို့ရှိရင်ဘိုင်မနာတင်မဲနဲ့နားတယ်ဝမ်မလျှောတင်မဲနဲ့ရှောကုန်တယ်နော်အဲ့လိုမဖြစ်ရဘူးတဲ့ကိုယ်နဲ့တင့်တော်တာမတင့်တော်တာဆိုရှောင်ပြီးတော့စားရမယ်တော့ဆိုမြတ်စွာဘုရားအလွန်တောင်းစီတာဟောတာတာဟောအစာကြောင့်ကျမကြီးထိခိုက်တာဘာတစ်ခုမှမဖြစ်စေရဒါကြောင့်မို့အဲ့လိုစားရမယ်လို့သူတို့ပြောတာအဲ့ဒါဘောဇနီမတ်တင်ညူတာဆိုတာစေရဏတစ်ခုပဲ ဟောနောက်တစ်ခုဇာကရိယာနုယောဂာတဲ့ဒါကြတော့တရားအထုတ်တာတရားထုတ်တဲ့အခါမှာထိုင်ခြင်းဇဉ်ညာလျှောက်ခြင်းစင်ကမေနနိတိစ္ဆာယဇဉ်ညာသွားမယ်ထိုင်မယ်ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာနိုင်တဲ့လောဘတွေဒေါသတွေမဖြစ်အောင်အာယုံတစ်ခုနဲ့ကြည့်ပြီးတော့တတိတံစဉ်ညာတွေနဲ့ထိမ့်သိမ့်ဆော့ရှောက်နေတာစိတ်ကိုတန်ရှင်းအောင်လေ့ကျင့်နေတာအဲ့ဒါဟာ စာကရိယာနုယောဂကမ္မထာအထုတ်နေတာလို့ပြောတာနော်ကမ္မထာအထုတ်နေတာအဲခုခေတ်တော့ကျန်ကျန်ဘာမှအထိုင်ပြိုင်ပွဲတွေတောင်လုပ်နေကြနော်တဏှာကြီးထိုင်နိုင်တယ်မဟာနာကြီးထိုင်နိုင်ရင်တော့သောတပန်လက်မှတ်တွေပါရရကောင်ထိုင်လို့ရရင်တော့လူသေးကောင်ထိုင်ကိုင်းထားလိုက်ပြီးတော့ဟုတ်လားထိုင်လို့ရတန်းဆိုလို့ရှိရင်နော်အဲ့လိုတွေမဟုတ်မဟုတ်တွေ သာသနာမှာပေါ်လာတာကောင်းတဲ့လက္ခဏာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးမလမ်းကြောင်းတွေလွဲကုန်တာဒါမြတ်စွာဘုရားကြည့်စိတ်အလုပ်ကိုပြောတာနော်အေးဇာဂရိယာနုယောဂဆိုတာနိုးနိုးကြာကြာအထုတ်ခြင်းနဲ့ဘလောက်ထိအောင်နိုးကြရမလဲတနေ့ကုန်စဉ်ညံသွားခြင်းဒီထိုင်ခြင်းဖြင့်ကိုယ်စိတ်ထဲမှာလောဘဒေါသမဖြစ်အောင်ထိမ့်သိမ့်နေရမယ် ညဥယံပထမယံဆိုတာ6နိုင်လောက်ကနေပြီးတော့10နိုင်လောက်ထိအောင်အဲ့ဒီဟာကိုလေအခုတိုင်းပဲတရားအထုတ်နေရမယ်နော်10နိုင်ဟိုဘက်နိုင်ပြန်2ချက်ထိအောင်အဲ့ဒီအချိန်ကျတော့ခိတ္တကနအပန်းဖြင်းပြီးတော့အိတ်ဆက်နားနေရမယ်4နိုင်အဲ့ရဆိုလိုတာက24နိုင်မှာ4နိုင်ပဲအိတ်ပြီးတော့နိုင်20အထုတ်တာကိုသာဂရိယံယောဂလို့ခေါ်တယ်လို့မှတ် နိုင်နေစေအာထုတ်တာ ထိုင်းညိနေတာ မဟုတ်ဘူးဈဉံလျှောက်မယ်ပဋိကဘာလို့စိတ်ထဲမှာလောဘတွေမဖြစ်အောင်ထိန်းနေဒေါသတွေမဖြစ်အောင်ထိန်းနေဒီလိုဆိုတာเนาะအဲ့ဒါလို့တရားဓမ္မကျင့်ကြံကြဖို့တာမြတ်စွာဘုရားကတိုင်းတေဘောထည့်ထားပြီးသားပါအဲ့ဒီတိုင်းလောက်ပါလို့ပြောတာဒါသာဂရိယာညောကအဲ့ဒါစရဏ35ပါးထဲမှာဒီနံပါတ်4စရဏပဲ နံပါတ်40ရဏဒီအခြေခံနေပြည့်ပြည့်စုံလာပြီဆိုတဲ့အခါမှာနောက်ဘာတွေအရေးချင်းတွေလို့သလဲအခုပြောရတာသီလတံပန္နာဣန္ဒရိယေတုခௌတ္တဒွါရတာဘောဇနေမတ္တညုတာသာဂရိယာနုယောဂာတဲ့ဒါကျင့်ကိုကျင့်ရမှာယောဂီပုဂ္ဂိုလ်တွေတရားလိုက်နာဒီတိုင်းသွားရမှာယောဂီပုဂ္ဂိုလ်တွေကျင့်ရမယ်အကျင့်စဉ်တစ်ခုအဲ့ဒါတွေကိုကျင့် အဲ့ဒါတွေကိုချင့်ပြီးတော့ခုခေတ်တော့အမျိုးကိုစုံနေတာပါပဲဟိုလမ်းညွန်တာတွေကအမျိုးစုံဒါဖရားလမ်းညွန်တာကိုပြောတာနော်ဖရားလမ်းညွန်တာဒီတိုင်းပဲတရားထုတ်မယ်ဆိုရင်အဲ့ဒီပုံစံနဲ့သွားပြီးတဲ့အခါကျတော့တတ္တတ္တဓမ္မတဲ့သူတော်ကောင်းတရားခုနှစ်ပါးရှိအောင်လုပ်ရမယ်သူတော်ကောင်းတရားခုနှစ်ပါးဆိုဒီမှာနံပါတ်1တတ္ထာ မြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်တဲ့တရာအေးဘုရားရဲ့အတိညာဉ်ကိုယုံကြည်ရင်ဘုရားကနိဗ္ဗာန်သွားခြင်းဒါတွေလို့ဆိုတော့ယုံမှာပေါ့အကယ်၍သာမြတ်စွာဘုရားရဲ့အတိညာဉ်ကိုမယုံဘူးဆိုရင်ဒါနိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်လက်ခံကြမှာခတ်မှာဟုတ်ဘယ်နဲ့ထမင်းလျှော့စားတာနဲ့နိဗ္ဗာန်ရောက်ရမှာလားလို့စောရကတက်ချင်တက်နေမယ်တော့ကြာကြာနော်အဲ့တော့ဒါတွေကအထောက်အကူတွေလေဟုတ်ပြီ ြတ်စွာဘုရားကတတ္တမ9ပါးသူတော်ကောင်းတရား9ပါးလို့ခေါ်တယ်။သူတော်ဥစ္စာ9ပါးနဲ့မတူတတ်ဘူး။တိတိချာချာမှတ်ရတယ်သူကတတ္တမသူတော်ကောင်းတရား9ပါးနံပါတ်1ကတတ္တတတ္တဆိုတာယုံကြည်တာဘာကိုယုံကြည်တာတုံးဆိုမြတ်စွာဘုရားရဲ့အတိညာကိုယုံကြည်တာဒါအဓိကနော်တကောယုံကြည်တာမဟုတ်ဘူးဘုရားရဲ့အတိညာကိုယုံကြည်တာဒါနံပါတ်1 ယုံကြည်ခြင်းဖြင့်ဖရားလမ်းညွန်တဲ့အတိုင်းလိုက်မယ်အဲ့ဒါအတွက်လမ်းကြောင်းခင်းပေးတာတတ္တာပြီးတဲ့အခါကျတော့ပါလဲလဲဆိုရင်ဟိရီနဲ့ဩတ္တပနှစ်ခုဟိရီဩတ္တပဟိရီဆိုတာမကောင်းမှုကိုယွန်းတာဩတ္တပဆိုတာမကောင်းမှုကိုကြောက်တာဘုရားလုံးဝမှာယွန်းရမယ်ကြောက်ရမယ်ဒီနှစ်ခုဟာအကုသိုလ်တွေရှောင်ဖို့အတွက်အရေးကြီးတဲ့ စိတ်ဓာတ်ရဲ့မြင့်မြတ်မှုတစ်ခုပဲနော်ဟီရိဥတ္တပအဲ့ဒါနဲ့ပြည့်စုံလာပြီဆိုရင် နောက်ထပ်လိုအပ်ချက်ကဘာရောဆိုရင်ဘဟုတုတ္တရသော်ဗျာဟောတဲ့တရားတွေသင်ရမယ်သိရမယ်အကုန်လုံးမဟုတ်တော့တရားအထုတ်တဲ့အခါမှာရုပ်အကြောင်းနာမ်အကြောင်းခန္ဓာအကြောင်းအာရဏအကြောင်းဓာတ်အကြောင်းသင်ရမှာအဲ့ဒါမသင်မဲနဲ့မှတ်ဟဲ့မှတ်ဟဲ့ဆိုလို့မှတ်တာဘာတွေမှမသိဘူး ဘာတွေမှမမသိတော့စာကျင်တာကနံစာရာကယုတ်ဆိုပြီးတော့မှတ်တော့စဉ်းစားတဲ့ငါစာကျင်တာဘာပါလိမ့်ပန်းသီးဩပန်းသီးကနံမယ်ဒီလိုတွေဖြစ်ကုန်တယ်ဒီလိုတွေဖြစ်ကုန်ယုတ်ဆိုတာပါလဲနံဆိုတာပါလဲဆိုတော့တည်တည်ချာချာမသိဘူးဆိုရင်လွဲလွဲမမတွေဖြစ်ကုန်လွဲလွဲမမဖြစ်ကုန်သူကစဉ်းစားတာလေဟိုကတင်လိုက်တာကစာကျင်တာကနံစာရာကယုတ်ဆိုတော့ ဟေးငါစားချင်တာငပိချော်ဆိုငပိချော်ကနံဖြစ်နေအဲ့လိုလူတွေမမရင်းရင်းနေဖြစ်ကုန်တတ်တယ်ဒါကြောင့်မို့သေးသေးချာချာသင်ရမယ်ဒါကိုဘောဓုတ္တလို့ပြောတာဘောဓုတ္တရှိပြီဟုတ်တယ်များများသင်ထားစာပေနဲ့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ပတ်သက်များများသင်ရဘောဓုတ္တဘောဓုတ္တပြီးရင်ဘာရောဆိုအာရတ္ထဝီရိယတဲ့ကျူးကျူးဆက်ဆက်လုပ်ရမယ်နော် မောင်းတင်ပြီးတော့ကြိုးစားရမယ်မရမနေငါလုပ်မယ်ဆိုရယ်စိတ်ဓာတ်ထားမယ်နောက်မဆုတ်ဘူးမရမနေကြိုးပါအထုတ်ဒီလိုအာရဒဝိရိယအာရဒဝိရိယပြီးတော့ဘာတော့ဆိုတတိကိုလုပ်တဲ့လုပ်ငန်းကိုကာယစိတ်ဓာတ်ဝေဒနာကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုရယ်တတိပဋ္ဌာန်အာယုန်ေပေါ်မှာတတိမြဲမြဲကြီးခိုင်မအောင်ကြိုးစားအထောက်အပံ့တတိပြီးတော့မှပညာတဲ့အဲ့ဒီတတ္တမ သူတော်ကောင်းတရားခုနှစ်ပါးကိုကိုယ်တဏ္ဏနဲ့မှာအချိန်ဒီခိုင်မာသည်ထိအောင်ကြီးပွားတိုးတက်လာသည်ထိအောင်ဒါတွေကိုလည်းလေ့ကျင့်ရမယ်လို့ဒီလိုဆိုတာအဲတော့တရားထုတ်နေတဲ့အချိန်မှာဘုသူတာမစည်းဘူးရဘူးဆိုတာမဟုတ်ဘူးเนาะစည်းဘူးရမယ်တရားလည်းနာရတယ်တခါတည်းနဲ့မရနိုင်ဘူးတခါတည်းနဲ့မရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒါတွေကလောက်ရမယ့်ကိစ္စတွေကြီးပဲအကုန်လုံး ဟောခုနှစ်ခုခုနကလေးခုအခုခုနှစ်ခုဆိုဘယ်နှခုဖြစ်သွားဆက်တခုဖြစ်သွားအဲ့ဒီဆက်တခုတဲကမှဇန်၄ပါထဲလိုက်တာပထမဇန်ဒုတိယဇန်တတိယဇန်သုတ်ထဇန်ဆိုတော့တရားတွေကျက်တမာရီလုပ်ငန်းဒီကျမလာတာနော်တမာရီလုပ်ငန်းဒီကျမလာတာရှေ့ပိုင်းကလုံးဝမဲ့အလုပ်တွေအဲ့တော့ရှေ့ဘက်ကလုံးဝမဲ့အလုပ်တွေမလုပ်ဘဲနဲ့ခုံတက်တာဆိုတော့ မြတ်စွာဘုရားကနိဗ္ဗာန်ကိုဖားခုံတယ်လို့ခုံသွားလို့မရဘူးတဲ့။နော်။ဖားခုံတယ်လို့ခုံလို့မရဘူး။ခြင်းစဉ်တိုင်းသွားရမယ်။အခြေခံနေကောင်းအောင်အရင်လောက်ရမယ်။လောက်ပြီးတဲ့အခါကျတော့မှတမာရီခြင်းစဉ်တစ်ခုချင်း။ချင်းပြီ။အာနာပါနာဖြစ်ဖြစ်ပါဖြစ်ဖြစ်တမာရီခြင်းစဉ်တစ်ခုချင်းလိုက်တဲ့အခါမှာပထမဆံရမယ်၊ဒုတိယဆံရမယ်၊တတိယဆံရမယ်၊စတုတ္ထဆံရမယ်ဆိုတော့ကဲဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ စရဏတရား15ပါးနိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်တွေမတရားနိဗ္ဗာန်ကိုဘာနဲ့သွားလဲဒီ15ပါးနဲ့သွားတယ်လို့ဒီလိုဆိုအဲ့တော့ဒီထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလရယ်ဣန္ဒြိယတံဝရရယ်နော်သီလတမဏဣန္ဒြိယတံဝရဘောဇနေအဲဣန္ဒြိယတံဝရတို့ဘောဇနေမတ္တိညုတာတို့ဒါတွေကဘာတုံးလို့ဆိုလို့ရှိရင်သီလပဲ တိလအုပ်စုတွေမှာဝင်သွားတယ်။ဇာဂရိယဉာဏ်ကဝိရိယတို့တတိတို့အုပ်စုတွေမှာဝင်သွားတယ်။သူတော်ကောင်းတရားခုနှစ်ပါးဆိုတာကြတော့အလုံးကိုခြုံထားတဲ့ဂျင်ဒရယ်ပွိုင်ကိုပေးတယ်။ဇန်၄ပါးဆိုတော့တမာရီခြင်းစဉ်ကိုကြက်ခိုင်းတာပဲ။ဟောပြောလိုက်မယ်ဆိုရင်တိလတမာရီပညာပဲ။ပြီးတော့မှနိဗ္ဗာန်ကိုသွားတယ်ဆိုတာနောက်ဆုံးကြတော့ပညာနဲ့မှဖြစ်တာဟော။ဟောအဲ့ဒီခြင်းစဉ်ဟာမြတ်စွာဘုရားသခင်ကိုတော်များ သူများနဲ့မတူတဲ့သီလနော်သူများနဲ့မတူတဲ့ဣန္ဒြိယတံဝရသူများနဲ့မတူတဲ့ဘောဇနိမတ္တညုတာသူတစ်ပါးတွေနဲ့မတူတဲ့သာဂရိယာနုယောဂသူတစ်ပါးတွေနဲ့လုံးဝမတူတဲ့အလားမမြင်နိုင်တော့အောင်မြင်ပါတဲ့သူတော်ကောင်းတရားခုနှစ်ပါးဇန်၄ပါးဆိုတာဒါတွေနဲ့ပြည့်စုံနေတာမြတ်စွာဘုရားဒါတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားကို ဝိဇ္ဇာစရဏတမနောတဲ့ဝိဇ္ဇာ၃ပါးစရဏ၁၅ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလို့ဒီခုံတော်တွေကိုအာရုံပြုပြီးဒုဒ္ဒတွေလိုက်ကျင့်တော်လဲပဲနိဗ္ဗာန်ရောက်ရုံပဲရှိမယ်ဘုရားလို့ပါဖက်မဖြစ်ဘူးဩဒါကိုကျင့်ကြံကြိုးကိုအားထုတ်ကြဒီအကျင့်မပါဘဲနဲ့လေနိဗ္ဗာန်ကိုရောက်နိုင်တာမဟုတ်ဘူး